နဲ့ပြင်းမှာစိတ်က73လို့သိလေရွှေရ10ပဲကြကြ10ပဲခွန်နေဟိုအောင်နေယူမှာ93နေ93နဲ့3သိန်းနဲ့တောင်းရဒါလေးက93တိ169တာယူပါ169တာယူပါဒါလေးက93သိန်းမှာတဲ့ဒီဥစ္စာလေးကဒီဥစ္စာလေးက93သိန်းမှာတဲ့ဒါလေးကလေ ဒါလီယာ63သိန်းမှာ63သိန်းမှာဒါလီယာ63သိန်းမှာတဲ့63သိန်းမှာ63သိန်းမှာဒီဥစ္စာလီယာ63သိန်းမှာ ဒါလင်းဟာ60နဲ့3သိန်း60နဲ့3သိန်းပြောပြအောင်မယ်။အိုးစလေးဟောအလှပနဲ့အကြောင်းဆိုလို့ကျွန်မအရင်တော့မပြောခဲ့ဘူးလား။ဟင်ကျွန်မနေရာတကာပါတယ်ဆိုတဲ့သူကြီးဗီဒီယိုဖိုင်ကြီးပြန်ကြည့်ကြည့်လိုက်။ကျွန်မမပြောခဲ့ဘူးလား။ မျက်နာတွေကိုမျက်နာစီး orthostatic ဆရာဝန်မဟုတ်ဖဲနဲ့သူတွေကမျက်နာကို filler တွေထိုးပေးတာတွေ botox တွေထိုးတာတွေအပုံးတွေစီမှာမလုပ်ဖို့ကျွန်မမပြောခဲ့ဘူးလားမပြောခဲ့ဘူးလားနော်ကျွန်တော်နေရာတကာပါတယ်သူတိသူတက်လေနေရာတကာပါတယ်မပြောခဲ့ဘူးလားကျွန်မ နော်အဲ့အပုံးနေအလှပြင်ဆိုင်နေရနေအဲ့တော့ကျမကဝိုင်းပြီးတော့မှအဲ့အဲ့ဒီရဲ့အုပ်စုတစုကကျမကဝိုင်းပြီးမလေးဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုဝိုင်းပြီးပလင်းညာပြန်ရောနော်ဆိုတော့ကျမပြောတာပညာရှင်ဟာပညာရှင်ပဲနော်အဲ့တော့ aesthetic ဈေးကန်းနေမှာတော့မှပဲဈေးကုတယ်ခွဲစိတ်တယ်ဆိုတဲ့ဟာတွေကတစ်ခါတလေကြရင် ကုသမှုမှားယွင်းတယ်ဆိုတာတွေကိုဖြစ်သေးတယ်ကျွမ်းကျင်ဆရာဝန်တော်မှပဲနော်ကျွမ်းကျင်မာတယ်ဆိုတဲ့ကျွမ်းကျင်ဆရာဝန်နေတော်မှပဲကုသမှုမှားယွင်းမှားယွင်းမှုဆိုတာဖြစ်ဖြစ် တက်တယ်အဲ့တော့ဘာဆရာဝန်လက်မှတ်မှလည်းမရှိဘူးเนาะဘာမှလည်းဒီညာနဲ့ပတ်သက်တဲ့အဲဘယ်လိုခေါ်မလဲလေ့ကျင့်မှုတွေလည်းမရှိဘဲနဲ့လွန်လွယ်ကူကူနဲ့မျက်နာတွေကိုအလှပြင်ဆိုင်နေမှာပဲဖေလာတွေထိုးပေးတယ်ကျမပြောတယ်လေအဲ့ဒီဖေလာတွေဟာတရုတ်ပြည်ကနေပုံးနေလိုက်ကြီးနဲ့ဂါလန်လိုက်ပုံးကြီးတွေနဲ့ခပ်ပေါ်ပေါ်နေရာသက်ပံခံတဲ့ဖေလာဆိုတာလည်းမရှိဘူး မရအောင်ပြောလို့မရအောင်လုံးဝပြောလို့မရအောင်ဟာတို့လှတယ်ပဲတို့ကောင်းတယ်ပဲအဲ့လုတ်တဲ့မိန်းမတွေလည်းဒီလိုပဲခံတဲ့မိန်းမတွေလည်းပြောလို့မရအောင်မလုံးနဲ့နော်ဈေးပေါ်တာမလိုက်နဲ့နော်တကယ်ထိုးကျင်တယ်တကယ်ပြင်ကျင်တယ်ဆိုလို့ရှိရင်နာမည်ကြီး aesthetic ဈေးကန်းတွေကိုသွားပြင်ကျွန်မအခုသွားနေတဲ့ဘာမ beauty clinic ကဆိုလို့ရှိရင်လေဒေါက်တာကဆိုရင်လေ ျမတို့ botox ထိုးခြင်းနဲ့ filler ထိုးခြင်းနဲ့ဆိုတရားဟောပြီး तू ကပြန်လှုပ်လိုက်တာ तू က botox တွေ filler တွေထိုးပေးတဲ့ဆရာဝန်မဟုတ်ဘူးဒါကြောင့်မလို့ကျမတို့ကိုယ်တိုင်လည်း anti aging ဘက်ကိုပဲသွားပြီးတော့မှတစ်ခါတည်းကို skin ကိုပဲကောင်းအောင်ဒီသဘာဝအတိုင်း skin ကိုကောင်းအောင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဆိုဘာမှ ထိုးထားတဲ့ပြုပြင်ထားတဲ့ဟာမရှိဘူးသဘာဝတိုင်း skin ကိုကောင်းတယ်เนาะဆိုတော့တကယ်ကိုသဘာဝတိုင်းအသားရည်ကောင်းအောင်ကိုပဲလုပ်တာအဲ့တော့ဒါပေမဲ့လူရီကကြတော့ကန်လာတို့မှာဟာတစ်ခါနဲ့မေးစီတွေခြုံကြခြင်းနဲ့ failure တွေထိုးချပလိုက်တယ်နှာခေါင်းတွေခြုံခြုံခြင်းနဲ့ failure တွေထိုးပလိုက်တယ်ဟာဘာဘာတွေဖြစ်လိုက်တယ် botox တွေထိုးပလိုက်တယ်အဲ့လိုမျိုးတွေထိုးတဲ့ကစား botox တက်စာရင် failure ကပို့ပြီးတော့မှဆိုးတယ်เนาะ failure ကလေအဲ့တော့ဘာဖြစ်လဲဆိုတော့အည်သွေးညံ့တဲ့ဟာတွေကိုထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါနဲ့ ဒီနေရာတွေမှာခင်းပြီးတော့မှမာကျင့်နေတာကျမတို့မြန်မာပြည်မှာဆိုနောက်နှစ်လောက်ဆိုရင်ဖြစ်လာလိမ့်မယ်အဲ့လိုကိစ္စမျိုးတွေအဲ့လိုလူမျိုးတွေအများကြီးပေါ်လာလိမ့်မယ်အခုဖြစ်နေတဲ့မတ်ဘသူလဲအဲ့ဒီအဲ့ဒီအဲ့ဒီအမလိုမျိုးပဲနောက်ထပ်နှစ်နည်းနည်းလောက်ကြာလို့ရှိရင်အဲ့လိုအမတို့မိန်းမမျိုးတွေအများကြီးအဲ့လိုမိန်းမမျိုးတွေအများကြီးပေါ်အမျိုးသမီးတွေပေါ်မိန်းမလို့ပြောရင်ရင့်တယ်လို့ဖြစ်သွားမှာဆိုလို့ရင့်တာကိုပြောတာမဟုတ်ဘူးเนาะမိန်းမဆိုတာဒီလိုဟို women ကိုပြောချင်တာအဲ့တော့အမျိုးသမီးတွေအများကြီးဖြစ်လာလိမ့်မယ် ဘာဖြစ်လို့လဲသိလားအဲ့ဒီကြတော့မှ affected တွေဖြစ်မှာမလို့နော်ကျမတို့ဘန်ကောက်လုံဟာမျိုးအလားပါနဲ့ပတ်သက်တဲ့ဟာမြင့်မာတယ်ဆိုတော့အဟာတော်မှပဲဘန်ကောက်မှာခဏခဏထိုးနေတဲ့သူတွေတွေ့လားတခါလေဒီမှာဒီလိုကြီးတွေဖြစ်သွားတာလေဟိုခဲကုန်တာလေဖီလာတွေပြန်ခွဲထုတ်ရတာလေမူရင်းရုပ်တွေအကုန်လုံးပြောက်ကုန်တာဒါကြီးတွေဒီလိုအဖုလိုက်ကြည့်တယ်အဖုလိုက်ခြင်းနဲ့ဘလူးရုပ်ကြီးတွေလိုမျိုးလေအဲ့လိုကြီးတွေဖြစ်ကုန်တာမျက်ပေါက်ကြီးတွေပိတ်ပြီးတော့မှလေအဲ့လိုမျိုးတွေဖြစ်တာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့အရေသွေးညံ့နေဒီ အသားရည်နဲ့သက်ဆိုင်တဲ့ဟာတွေကိုကျွန်မစကင်ကဲလဲဒီလိုပဲ MLM ပစ္စည်းတွေဆိုကျွန်မပြောတယ်နော် ကျွန်မကို MLM အုပ်စုကြီးကတော့ကျွန်မကိုမုန်းမှာပေါ့မမုန်းနဲ့ညီမလေးတို့လည်းဘာဖြစ်ဆိုညီမလေးတို့ရောင်းတဲ့ဟာကညီမလေးတို့ဝမ်းရည်အတွက်ပဲရောင်းတာမှန်ပေမဲ့အများသူငါရဲ့ကျမကြီးကိုထိခိုက်စေဆိုတော့ညီမလေးတို့ဒီရရတဲ့ပတ်စံမှာအကူတူတွေပါတယ်နော်ဆိုတော့အမောက်လည်းဒါအမှန်တရားပြောတာဖြစ်တယ်ညီမလေးတို့ပစ္စည်းလည်းကြိုက်တဲ့သူကတော့သုံးမှာပဲမကြိုက်တဲ့သူမသုံးဘူးပေါ့ဒါပေမဲ့ကိုကအမှန်အမှန်တိုင်းချပြရမယ်ပြောရမယ်အဲ့တော့အမောက်ကိုလည်းမမုန်းနဲ့နော် MLM ရောင်းတဲ့သူတွေကလည်းမုန်းနဲ့အမတော့ဘာမှမဖြစ်ဘူး အဲ့တော့အည်သွင်းညံ့တဲ့ skin care တွေခုနလိုပေါ့ထိုးစေးတွေထိုးတာဒီလူတွေကအသားရည်အည်ပြားကိုပဲအန်တရရရှိတယ်အည်ပြားပေါ်မှာပဲအဲ effective ဖြစ်တယ်လို့ထင်တာအထင်းတွေကအတွင်း cleanser တွေကိုပါပျက်စီးစေတယ်အဓိကကြောက်ကတ်ကိုကြောက်ကတ်ကိုတိုက်ခိုက်ခံရတယ်ကြောက်ကတ်ပျက်စီးတယ်လို့ကျမပြောတော့မယုံညာဘူးမလားဟမ်မယုံညာဘူးမလားကျမပါလီယာမိုင်းသူတိတူတက် တူတာလင်ဆီယာမိုင်ကြည့်လို့ကိုမရဘူးအမိန်မာကြီးဆိုလို့ရှိရင်နေရတကပါလို့မလို့နေရတကတူတာလင်ဆီယာမိုင်မလို့အဲ့လိုမျိုးဆီယာမိုင်လှုပ်ပြီးပြောနေတာတော့မှပဲနားထဲအောင်မတိုးကြဘူးဖြစ်ကြတာလေနော်ဒီလောက်အမုန်းခံပြီးဆီယာမိုင်လှုပ်ပြီးတော့မှအဲ့လိုစကားတွေကိုလှုပ်ပြီးတော့မှအမုန်းခံပြီးတော့မှပြောတာတော့မှပဲဖြစ်နေကြတော့အဲ့တော့တယောက်ကကျမစကားကိုနားထောင်ပြီးမလှုပ်လိုက်ဘူးဆိုရင်တယောက်လွတ်မြောက်တာပေါ့ဟုတ်လားကျမမပြောခဲ့ဘူးလားနော် အသားတွေတဲကိုထိုးတာတွေမျက်နာတွေ skin care တွေကိုထိုးတဲ့အဆင့်အောင်မပြောနဲ့အဲ့ဒီအရေသွေးညံ့တဲ့ steroid ပါတဲ့ပစ္စည်းတွေကိုလူးတယ်ဆိုရင်တော့မှအရေပြားကင်ဆာတွေဖြစ်တတ်တယ်ကြောက်ကက်တွေကိုပျက်စီးစေတတ်တယ်လို့ကျွန်မမပြောခဲ့ဘူးလားဗီဒီယိုဖိုင်တွေရှိတယ်လောလောလတ်လတ်ပြန်ရှာကြည့်ကြည့်အခုကြည့်မျက်နှာကိုအရေသွေးညံ့တဲ့ဒီဖီလာတွေထိုးတော့အဖုတွေ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 မနှဲပြန်ခွဲထုတ်ရမှာ။ကုံကြားစရိတ်ကိုယ့်ရဲ့နာကျင်မှုဝေဒနာအဲ့ဒါဒီမှာခွဲလို့ရအောင်မှ ခွဲပြီးရောမူရင်းရုပ်ပြန်ရမှာလားဘာတွေပျက်စီးအောင်မလဲခန္ဓာကိုယ်ရဲ့အတွင်း organs တွေဘာတွေကိုပျက်စီးနေအောင်မလဲဒါကြောင့်မလို့အဲ့လိုမျိုးလွင်လွင်ကူကူဒီဆေးကန်းတွေကနေပဲအပုံးတွေခေါ်တာပေါ့ဒီအပုံးတွေကလုတ်ပေးတဲ့ကုသမှု treatment တွေကိုမခံယူနဲ့ကျွန်မအမြဲတမ်းပြောခဲ့တာလုံးချင်တပါဆိုလို့ရှိရင်နာမည်ကြီး ostatic ဆေးကန်းတွေကိုတွားဒီမှာပေါပေါပဲပဲနဲ့ ostatic ဆေးကန်းတွေကတဘောက9သိန်းပေးရတယ်ဆိုလို့ရှိရင်သူက9000လောက်နဲ့လုတ်ပေးတယ်ကွာတင်လား မသိရင်ပဲဟိုအော်စက်တစ်စေကန်းကြီးတွေကပဲမတော်မတရား စားထားသလိုလိုသူတို့ကပဲအာအလကားမတင်းနဲ့တခါတည်းကိုဈေးသက်သာအောင်နဲ့ပဲသူတို့ကပဲလုတ်ပြီးသလိုလိုသူတို့ကပဲဈေးနှုန်းမှန်သလိုလိုအော်စက်တစ်စေကန်းကြီးတွေကပဲဈေးတွေကိုမတရားသဖြင့်ကိုစားသလိုလိုဘေးကင်းလုံခြုံစိတ်ချရမှုအပိုင်းဆိုတာရှိသေးတယ်အဲ့ဒီဒီအလှပြင်ဆိုင်တွေကနေထိုးပေးတဲ့ဖီလာတွေဆိုတာတရုတ်ကနေဒီလိုဂန်လန်ပုံးနေနဲ့လာတာသိလားဂန်လန်ပုံးနေနဲ့လာတာ ဲ့ဒါလေးကိုအတိုင်းအဆမရှိဘယ်လောက်ထွန်းရင်ဘယ်လိုဖြစ်မလဲဘယ်လိုဆွန်းရင်ဘယ်လိုဖြစ်မလဲဆိုရဲအတိုင်းအဆမရှိဘူးနော်တချို့ဆိုနှခမ်းဖေလာထိုးတယ်တစ်ဖက်ကြီးကဖူးပြီးတော့မှတစ်ဖက်ကြီးကဘာမှမပေါအောင်နှခမ်းကြီးကဒီလိုကြီးဖြစ်သွားအောင်နော်အများကြီးပဲနော်နှကောင်းနေထိုးတယ်နှကောင်းနေတခါလေရွေးရဆောင်းပြီးတော့မှနှကောင်းနေအဲ့လိုမျိုးတွေဖြစ်တယ်အာမျက်နှာတွေဒလိုတွေဒလိုတွေခြုံခြုံလို့မလို့ဆိုပြီးတော့မှထိုးတယ်ထိုးတဲ့ကစားဒီမှာအခင်းလိုက်တယ်အခဲလိုက်တယ်အကုန်လုံးနေဖြစ်ကုန်တယ်ကျွန်တော်တို့ဆိုမျက်နှာကြီးတဲ့အထဲမှာပါတယ် နော်ကျမဆိုမျက်နှာကြီးတဲ့အထဲမှာပါတယ်ကျမတို့ဆိုဒါမျက်နှာလေမျက်နှာကျမတို့ကမျိုးနဲ့ယုံနဲ့ကြီးတာကျမတို့တွေဒီမှာဒါဒီလိုမေးရိုးကြီးတွေကားတာပေါ့ကျမတခါဘူးမှမစင်စားဘူးသိလားအေးတဘာဝတိုင်းနည်းနည်းလေးပိုင်းရသွားခြင်းနဲ့နည်းနည်းလေးဆိုလို့ရှိရင်ဟိုက်ပူသွားလုတ်လိုက်တယ်ဟိုက်ပူဆိုဒီလိုပေါ့ဒီလိုအသားလေးတင်းသွားတယ်ဒီလိုမင်းနဲ့ထက်လေးတက်တာသွားမယ်မျက်နှာလေးတွေပါသွားမယ်နည်းနည်းလေးချက်သွားမယ်တော်ပြီရပြီဒီလောက်ပဲဟိုက်ပူသွားပြစ်လိုက်တယ်အဲ့တော့အဲ့လိုတွေဖီလာတွေနဲ့ထိုးပြီးမေးစီတွေခြုံသွားတာတဲ့လားမျက်နှာကတက်တက်မေးစီကတက်တက်အဲ့လိုလူတွေမြင်မှုတယ်မလား ။ original ဘယ်သူမှမရှိဘူးနော်။ကျမတို့အရှိတိုင်းသူတွေထဲမှာမွေးရပါမေးစီဒီလိုမျိုးဖြစ်တယ်ဆိုတာမရှိဘူး။ကျမတို့အရှိတိုင်းသူတွေကတဘာဝအားဖြင့်ရင်းမြေအားဖြင့်ကိုနေရဒီလိုမေးစီမေးလုံးတွေပဲလာတာ။ဒီလိုမျိုးမေးချွန်နေကျမတို့အရှိတိုင်းမှာမရှိဘူး။အဲ့ချွန်နေတဲ့မေးတွေအကုန်လုံးပြုတ်ပြင်းထားတဲ့မေးတွေကြီးပဲမီးပူစောက်ထိုးတွေရ။နော်အဲ့လိုမီးဘူးဇောက်ထိုးတွေဖြစ်ဖို့အတွက်ကိုတချို့ကအတွင်းထဲကနေပြီးတော့မှမေးရိုးတွေချိုးပြီးတော့မှလောက်ကြတယ်နော် ခွဲဆက်ရတယ်အတွင်းထဲကနေ operation တွေလုပ်ပြီးတော့မှဒါလည်းတကယ့်ကိုအဆင်မြင့်တဲ့စီမှာတကယ့်ကိုကျွမ်းကျင်တဲ့စီတွေမှာလုပ်တော့မှာနော်အဲတချို့ကတော့ခုနလွယ်လွယ်ကူကူနဲ့ရုပ်ပြောင်းရုံလွဲတွေဖြစ်တဲ့ filler တွေထိုးတယ် botox တွေထိုးတယ်ပေါ့ botox တက်ဆိုင် filler ပို့ပြီးတော့မှ anti ရင်များတယ်သူကကြတော့ခုနလိုအထဲထဲမှာဘယ်လိုခေါ်မလဲတီရှိနေတဲ့ဟာပေါ့ ဗိုတော့စ်ကကြတော့သူကပျော်သွားပြီးတော့မှသူကတင်းရင်သွားအောင်လုပ်တာပေါ့နော်သူကပျော်သွားတဲ့အမျိုးပေါ့စေဖီလာကကြတော့သူကကြတော့အဲ့မှာအထင်းထဲမှာရှိနေတာရှိနေတဲ့ဟာကြီးနော်ရှိနေတဲ့အဆိုင်ခဲကြီးကိုရှိနေတာဆိုတော့ယာတပ်ပန်ခံနေဆိုပြီးတော့မှထိုးတဲ့ဟာကြီးဆိုဘလောက်တောင်ကြောက်စရာကောင်းလဲဒီအသားထဲမှာအဲ့တော့ယာတပ်ပန်နေခံပြီးတော့အဲ့လိုတွေအဲ့လိုတွေဖုတ်ပြီးတော့မှအဲ့လိုတွေခဲပြီးတော့မှတဖြည်းဖြည်းနဲ့ဒီနေရာလေးကိုပြည်အောင်လို့ဒီလိုလေးထိုးလိုက်တယ်ထိုးလိုက်တာနေတဖြည်းဖြည်းနဲ့ဆု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 ကျွန်တော်တို့မျက်နာဆိုတာဒီမာဆယ်ကြီးကဒီလိုတွေအလုပ်လုပ်တယ်လေအမြင်နဲ့အဲ့ဒါတွေကတဖြည်းဖြည်းနဲ့တနေရာထဲမှာဆု စုခဲပြီးအဲ့လိုအလုံးလိုက်တယ်အလုံးလိုက်တယ်အလုံးလိုက်တယ်ဖြစ်ကုန်တာနော်အဲ့တော့ဟုတ်တယ်ကျွန်တော်တို့အရှိတိုင်းသူတွေကမီးဘူးဇောက်ထိုးမျက်နှာမွေးနေရဘယ်သူမှမပါဘူးအဲ့မီးဘူးဇောက်ထိုးဖြစ်အောင်ညာအဲ့ဖေလာတွေထိုးရတာအဲ့တော့အစင်တန်းမင်းမင်းသမီးလေးတွေမီးဘူးဇောက်ထိုးဖြစ်နေလို့အစိုးရတွေမီးဘူးဇောက်ထိုးဖြစ်နေလို့ဟာကိုတွေလည်းမီးဘူးဇောက်ထိုးဖြစ်နေတယ်ဆိုရင်တို့ကတကယ်ကို ဘေးကင်းလုံခြုံစိတ်ချတဲ့နာမည်ကြီး Austin Tit တွေရဲ့ကျွမ်းကျင်ပညာရှင်တွေစီမှာလှုပ်တာအဲ့တော့ကိုကဒီရိုရိုတာမန်အရက်သူတွေက AC တွေကိုတိလဲမတိဘူးသွားလဲမသွားနိုင်ဘူးဒီဒီလိုမျိုးလေးကြိုက်တယ်ဆိုတာနဲ့ဒီရက်ွက်ထဲမှာရှိတဲ့အလှပြင်ဆိုင်တွေလောက်မှနေမယ်ဆရာဝန်မဟုတ်တဲ့သူတွေကနေပြီးတော့မှလှုပ်ပေးတဲ့ဟာနောက်တစ်ခုရှိသေးတယ်မျက်ရည်ခွဲစိတ်တာတယ် စေကန်းနေမာတွေလုံနေတာစေကန်းနေမာမဟုတ်ဘဲနဲ့အလှပြင်ဆိုင်နေမာတွေမျက်ရည်တွေခွဲစိတ်တာတွေရှိရနော်အရန်ကြောက်စရာကောင်းတယ်မလုပ်ပါနဲ့ကျမအရင်နေ့ကအဲ့ဒီဗီဒီယိုဖိုင်တွေအတော်တော်ကြာကြာနဲ့ကပြောခဲ့ပြီးပြီနော်ပြောရင်ကျမကိုအမြဲတမ်းပြောတယ်သူတိသူတက်အမ်အမ်မိမကြီးဆိုအမြင်အောင်ကတ်တာအမ်မိမကြီးဆိုကြည့်လို့မရအောင်ねကျမကိုအရန်မုံညတယ်နော်ကျမကလေဟိုးရှေ့ရှေ့ကြာနေကဒါရီကိုကြုံမြင်ခဲ့လို့ပြောပြတယ်အခုအမျိုးသမီးတယောက်ဖြစ်တယ်နော်ငိုနေတာတွေ့တယ်မလားတနာပါလေအဲ့တော့ နောက်တစ်နှစ်နှစ်နှစ်လောက်ဆိုရင်အဲ့လိုအမျိုးသမီးပေါင်းများစွာတက်ငိုကြလိမ့်အောင်မယ်အဲ့ကြောင့်မအဖက်တွေပေါ်မှာအခုချက်ချင်းမသိတာသေးဘူးချက်ချင်းကတော့လှနေအောင်မှာချက်ချင်းမသိတာသေးဘူးအခုချိန်မှာကျွန်မပြောတဲ့စကားတွေကိုနားလည်းမတွန်းနောက်တစ်နှစ်နှစ်နှစ်လောက်ဆိုလို့ရှိရင်အဲ့လိုအမျိုးသမီးတွေအများကြီးတက်ငိုကြလိမ့်အောင်မယ်တိလားမလုံနဲ့တော့မလုံနဲ့မလုံနဲ့ ကြောက်စရာရမ်းကောင်းတယ်သိလားမလုံနဲ့တော့ပြောခဲ့တာအဲ့ဒါကြောင့်မလို့နော်အဲ့ဒါကြောင့်မလို့ပြောခဲ့တာမလုံနဲ့တော့မလုံနဲ့တော့ဆိုဒါကိုလူကြီးကစကားနားထောင်ပါတယ်ဟုတ်တယ်လားနော်ကျမလေးဟေးငါလေးလို့အမုန်းခံပြီးတော့မှပြောတယ်လို့ငါဆိုရင်လေလို့ပြောလိုက်တာပြောလိုက်တာအဲ့အမျိုးသမီးတွေကပဲပြောတာနော်သူတို့ကပြောတယ်သူတို့ကပဲကျမကိုကဲရတာနော်ကျမကိုလေ အကဲရဲကြတယ်ဆင်းဆိုကြတယ်အတင်းပြောကြတယ်ဆိုအမျိုးသားတွေမဟုတ်ဘူးအမျိုးသမီးတွေပုံများတယ်အမိမ့်မိုက်ဆိုကြည့်မရဘူးနေရာတကာပါတယ်သူတိသူတက်မိမတွေပုံဆိုးတယ်ငကူနီကစိတ်ထဲမှာအငုံစိတ်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအောင်လीကြည့်မရဘူးဆိုတာနဲ့သူတိသူတက်ဆရာမကြီးလုတ်တယ်ဆိုတာနဲ့နေမယ်သူတို့အဲ့လိုမျိုးလှုပ်ချပစ်တာအေးကျမတော့ဘာမှမဖြစ်ဘူးကျမအောင်မုံမုံချစ်ချစ် ကျွန်မပြောလို့မလို့မှဒါဒီလက်ခံတဲ့နဲ့ဒါလီကတော့ဟုတ်တယ်ဒါလီကတော့ဖြစ်ငါတို့ရှောင်တဲ့နဲ့လို့ဆိုလို့ရှိရင်ဘေးကင်းလုံခြုံစိတ်ချရမှာပဲမဟုတ်လို့ကတော့အဲ့လိုဖြစ်မှာနော်ပြောခဲ့ပြီးပြီပြောခဲ့ပြီးပြီလုံခဲ့တဲ့လုံခဲ့တဲ့အဲ့ဒါနှစ်နှစ်လောက်နေကပြောနေရနော်လုံခဲ့တဲ့နှစ်နှစ်လောက်နေကကျွန်မပြောနေရအပုံးနေစီမှာမလုံနဲ့နော်အပုံးနေစီမှာမထိုးနဲ့ဟုတ်လားအေးစိတ်ကနေမှာမလုံနဲ့တင်းတိတ်တွေကုတယ်ဆိုတဲ့စီရင်မကုနဲ့မျက်နှာတွေနူးဆုံးမဲ့ တင်းတိတ်တွေကုတယ်တင်းတိတ်တွေကုတယ်ဆိုပြီးတော့မှစတီးလိုက်တွေနဲ့စားချတာတင်းတိတ်တွေကနိုင်ငံနာမည်ကြီးဆရာဝန်တွေတောင်မှမစွမ်းနိုင်ဘူးပြောခဲ့တယ်ချိန်နေကြာလိုက်သိလာပါလိမ့်မယ်ကျမရဲ့စေတနာမြင့်တာတွေရောနော်ကျမရဲ့စေတနာမြင့်တာတွေသိလာပါလိမ့်မယ်ကိုထမင်းကိုစားပြီးတော့မှကြီးတော်ညောအလကားចောင်းပေးနေတာနော် ုထမင်းကိုစားပြီးကြီးတော်နော်အလကားကြောင်းပေးနေတာကိုကဲတရာ69သိန်းတရာ69သိန်းယူမယ်နော်တရာ69သိန်းပြောတယ်အမလီကြည့်လို့မရအောင်ကြည့်လို့မရအောင်နဲ့ဆဲတာဆဲတာခါလေးကြာလဲလေဟေးငါလည်းငါကောင်းဖို့လေတခုမှလည်းပြောတာလည်းမဟုတ်ဘဲနဲ့သူကဘာဖြစ်လို့ကြည့်လို့မရလဲသူတိသူတဲ့သူတာလင်းဆရာမကြီးဆိုတော့တိလို့တက်လို့နားလေလို့မလို့ပြောပြနေတာလေပြောပြနေတာ哦အဲ့ဒါဘာဖြစ်လို့ ဆင်းရဲနေကြလဲလို့နားမလည်ဘူးဖြစ်ကိုခံရမှာကျမဘာမှမဖြစ်ဘူးကျမတို့ကတော့မွေးနေ့ကလည်းလှလှလေးမွေးလာအစေးတောင်းလိုက်အောင်ကျမတို့တော်တဲ့ဆေးကန်းဒေါက်တာဆိုဘာမဘယူတီယဒေါက်တာဆိုလေဖီလာဘိုတော့စ် नो သူကမသိပြောတာဘူးသူတားရတယ်ကြိုက်တယ်တဲ့နော် တင်းလေကြာခဲ့ပြီပြောခဲ့တာနှစ်နှစ်သုံးနှစ်လောက်ရှိပြီအဲ့ဒီကိစ္စဖြစ်လာလိမ့်မယ်နော်အဲ့ဒီစိတ်ကန်းဒီမှာမလုံးနဲ့တော့ဆိုတင်းကိုဝိုင်းဆဲကြတယ်မမကြီးနော်ဝိုင်းဆဲကြတယ်အဲ့မိန်းမတွေလေမလေးသူတိသူတက်ဆီယာမကြီးလှုပ်လို့သူကတော့ဆီယာမကြီးစတိုင်နဲ့ကြီးလို့ကိုမရဘူးအဲအဲ့လိုကနေလာတာတိလားသူတို့လည်းဘာမှလည်းမလုပ်ဖက်နဲ့အဲ့တော့နင်တို့ကကြည့်လို့မရငါလည်းနင်တို့ကကြည့်လို့မရပါဘူးလို့ဟုတ်တယ်တူတူပဲလို့နော်နင်တို့ငါ့ကိုကြည့်လို့မရဆိုငါလည်းနင်တို့ကကြည့်မရဘူးလို့ 不过呢，我们下午呢，那个，嗯，嗯，喏，是了。ဆွဲသည့်169ယူ28သိန်းခွဲယူ58သိန်းယူ နေဟို1000 1015တဲ့လာမှာလေယူသွားတာ။ပြန်ပစံလေငွေသားလေငွေသားလေယူသွားမှာ။မရှိဘူးမလားကိုယ်လွှဲစေ။နက်ပြန်မှာဗန်နဲ့ပြန်ပြီးတော့ဗန်လိုချင်တာလေဗန်ဗန်။ပြန်ဗန်လိုချင်တာ။ကိပိစံရအောင်တော့ပေါ့။ပြန်နော်ယူသွားလိုက်။ဟုတ်ဟုတ်။ညလေးစစနာမလာမှာစစနာ။ဟေးပြရမယ်ဟုတ်တော့။

င်မကြီးကျွန်မကလည်း speech တွေပြောအောင်အဲ့တင်တဲ့သူတွေကလည်းလေဒီမကြီးတင်တဲ့သူတွေက Elmonthen fan page ဆိုဒီမကြီးသွားပြီး happy ကြောညာတယ်ကြောညာတယ်မင်းသမီးပုံနေတဲ့ကြောညာတဲ့ဟာတွေကိုထက်မသိရင်ကျွန်မအဲ့မင်းသမီးတွေကိုတိုက်ခိုက်နေသလိုလိုကျွန်မ MLM တွေကိုပြောတာသူတို့လည်းဒစိမ့်တွေအဲ့လိုတွေရှောက်ထဲလူတွေနဲ့ရှောက်ထဲတော့နော်အဲ့လိုကဲလုံချင်လို့သာလုံကြတော့ဟေးလို့တတ်နိုင်တော့အဲ့ဒီလူတကာလည်းလိုက်မထိန်နိုင်တော့နော်ဒီမှာလေအမအဲ့ MLM တွေကြောညာတဲ့သူတွေကို ဒီမှာအဲ့ဓာတ်ပုံတွေထည့်တော့မသိရင်ကျွန်မပဲသူတို့အဲ့ဒါတွေကိုတိုက်ခိုက်နေသလိုလိုလေတေဗီဟဲ့တေဗီတေဗီဟဲ့ဒါ 你谁？你是不是姓刘？你看这个打哪？这眼睛看哪哪？贵贵，你看贵什么？

အဲ့ဒါပြောပါလေ169ကျမတို့တဲ့ဗါတဲ့ခုတည်းကတိတယ်ဝင်ကြီးမမတဲ့နော်အဲ့ဒါစည်တနာနဲ့ပြောတာပါကျမအတွက်ကဘာမှဟိုဟာမဖြစ်ဘူးမုံလဲမုံပေါ့နော်ကျမ စေတနာမှန်ကမ်းပြီးပါတယ်နော်ကိုကတကယ်စိတ်ငြိစေတနာနဲ့ပြောတာဘသူဘသူဟိုမှာတိုက်ခိုက်တာတွေလည်းမဟုတ်ဘူးသိလားဖြစ်ကြမှာဆိုလို့ကျမတော့ဟိုအင်အားနေတဲ့သူနဲ့အင်အားများတဲ့သူဆိုအင်အားနေတဲ့ဘက်ကနေလိုက်မှာပေါ့နော်မရှိစင်းရဲသားတွေပညာမကြွယ်တဲ့သူတွေနောက်တစ်ခါဘဟုတုတနေတဲ့သူတွေနစ်နာကြမှာဆိုလို့ရှေ့ကနေရက်ပြီးပြောပေးတာနော်တိပ်ပြီးသားတက်ပြီးသားဆိုလဲကြော်သွားကြပါပေါ့နော်